hello အားလုံးပဲမင်္ဂလာပါဒီနေ့လုပ်ပေးခြင်းနဲ့ reading လေးရတော့ဘောနော်ကိုရဲ့ကိုဘသူကစိတ်ဝင်စားနေတယ်သဘောကျနေတယ်ကိုဘသူကချက်နေနော်ဒီကောင်းတဲ့အနေနဲ့ reading လေးလုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့အဲ့တော့မဟုတ်ဘူးနော်ဒီဖိုင်လေးနှစ်ပိုင်းပြီးထားပါတယ်ဟုတ်ပါ ဒီ stone လေးကတော့ဖိုင်ဝမ်ဖြစ်ပါတယ်။ရွှေရောင်ပေါ့နော်ဒီဆင်းရောင် stone လေးကတော့ဖိုင်တူဖြစ်ပါတယ်။ဒီကလေးကို relax လေးထားပြီးရွေးပေးပါ။ဖိုင်ဝမ်ဖိုင်တူအမေလိုက်တဲ့သူတွေကပေးတယ်လေးကိုရပ်ပြီးတော့ဖြူလို့ရပါတယ်။မော်လမီတန်လေးကိုထွက်ကြပါမယ်နော်။အဖိုင်ဝမ်လေးတွေမင်္ဂလာပါ။ဒီ ရွှေရောင်စတုံးလေးယူထားတဲ့သူတွေပါဘဝသမားလေးရဲ့အတွက်ပေါ့နော်ဒီကိုယ်ကတူချစ်နေတယ်ကိုယ်ကတူစိတ်ဝင်စားတယ်နော်ဒီခေါင်းစဉ်လေးနဲ့ယူရင်းလေးဖြစ်ယူလုပ်ပေးမှာပေါ့နော်ဟိုင်ဝမ်းသမားလေးကိုသူကသိနေ နည်းအဲခံစားမှုလေးတွေကိုစိတ်ဝင်စားနေတဲ့သူပေါ့နော်ခံစားမှုလေးတွေရဲ့အနည်းမှရှိမနေနော်အနည်းမှရှိမနေဘူးသူကပေါ့နော်အဲကိုယ့်ရဲ့ပေါ့အလုပ်အကိုင်းနဲ့ပတ်သက်တယ်ပေါ့နော်ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့သိတဲ့သူမျိုးနော်အချို့သူတွေကတော့ကိုယ့်ရဲ့အလုပ်ခွင်နေသူကနည်းနာမှရှိနေသူတို့ပေါ့အချို့သူကတော့ကိုယ့်ရဲ့အဝေးရောက်နော်အဝေးမှရှိနေတဲ့သူတယောက်ရောက်ပေါ့နော်အဲ့လို distance မြင်ရတယ်เนาะအဲဒီလိုอ่ะပေါ့เนาะဖိုင်ဝမ်တမားလေးတွေကိုဘာလို့စဉ်းစားရလဲเนาะအထူးသဖြင့်ဖိုင်ဝမ်တမားလေးတွေရဲ့ကိုကိုကိုယုံကြည်ရဲ့စိတ်ကိုကိုကိုအရင်ကမဖြစ်ရအောင်เนาะကိုရဲ့အားကိုရဲ့ယုံကြည်ရဲ့စိတ်နော်အဲသူကပေါ့နော်ဖိုင်ဝမ်သမားလေးတွေနားကိုလာကြည့်နေတယ်အဲတော့ဟိုသူရဲ့ energy ကပေါ့မင်းမြင်ရလဲဆိုတော့သူ့ဘက်ကနေနေပေါ့အဲတခုခုကိုစူးစမ်းအားထုတ်တယ်ဆိုလို့ ပြခြင်းနဲ့သူဘက်ကနေပြီးတော့ကိုယ်ကိုအဲတခုခုပေါ့နော်အဲ့လိုမျိုးပြောခြင်းနဲ့မျိုးတွေရှိတယ်နော်အဲ့တော့ဖိုင်ဝမ်းသမားလေးတွေအနေနဲ့ကဖိုင်ဝမ်းသမားလေးတွေကိုသဘောကျနေတယ်လို့ထင်နေတဲ့သူကတက်ရောက်တယ်မဟုတ်နော်အဲ့တော့အများကြီးရှိရယ်ပေါ့နော်အဲအနည်းဆုံး3လောက်ရောက်လောက်ရှိတယ်အချို့သူတွေတော်တော်စမ်းပွက်နေတယ်အဲကိုယ်သဘောကျနေ ဟုတ်ပြီးတော့ဒီအထူးသဖြင့်အရန်ကိုထင်ရှားရတဲ့သူတယောက်တော့ရှိရပါတော့။အဲ့ဒီလူကတကယ်ကိုကိုယ့်ရဲ့ပုံမှန်မှာပေါ့လို့လို့လို့ထင်ရှားရတဲ့အရေးပါတဲ့နေရာကနေပြီးတော့ပေါ့နော်။အရေးပါတဲ့နေရာတော့ပါလာတဲ့မယ်။အဲ့ဒီလူကပေါ့နော်။ကိုယ်နဲ့အတူတူပေါ့။အနာကအများကြီးအများကြီးစမ်းသပ်တွေ့နေအောင်ရှေ့ပေါ့။ဒီလူက ဖဝန်းသမားလေးတွေနဲ့ဘယ်လိုမျိုးသိလဲဆိုရင်ဖဝန်းသမားလေးတွေနဲ့ပေါ့နော်ဘယ်လိုမျိုးလုပ်ငန်းပိုင်းဆိုင်မှာအဲကာနေမျိုးသိတယ်ပေါ့နော်အဲ့လိုကိုယ့်ရဲ့အလုပ်လုပ်နေပတ်သက်ပြီးတော့ပေါ့နော်ကိုယ်အရင်စဉ်းစားပြီးတော့အဲစဉ်းဝင်စားရှိနေတဲ့သူမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဗောနော်ဒီဒီလိုရဲ့ဆိုင်ဗောနော်ဘာဘာဘာရာဒီကွင်းဖြစ်နိုင်လေဗောနော် just le bras leo fago ခန်းစားပါတော့အဲ့ဒီရာဒီကိုနေဖြစ်နိုင်ငယ်အဲ့တော့အချို့သူတွေကပေါ့နော်ဖန်ဝန်းသမားလေးတွေကိုအကြောင်းတစ်ခုခုပြပြီးတော့ဆက်သွယ်လာလိမ့်မယ်အကြောင်းတစ်ခုခုပြပြီးတော့သူ့ဘက်ကနေပြီးတော့ပေါ့နော်အလိုမျိုးကိုယ့်ရဲ့ဘဝတွေကိုဝင်လာလို့ရမယ်အဲဟိုအလိုမျိုးပေါ့ ဥပါတော့ဝင်လာလို့ရမယ်အကြောင်းပြချက်တစ်ခုခုပြပြီးတော့ဝင်လာဖို့ရှိတယ်ပေါ့နော်အဲဖိုင်ဝမ်သမားလေးတွေအနေနဲ့ပေါ့နော်အဲသူ့စီကဘာမျိုးလင်းလို့ရလဲဆိုလို့ရှိရင်သူ့စီကနေပြီးတော့ကိုနဲ့တို့တို့ဘောင်ပတ်အတူတူစူးစမ်းခြင်းလဲဆိုပြီးစိတ်ပေါ့နော်ညောင်းလို့ရတယ်အဲတော့အဲ့ဒီလိုမဲ့ပတ်သက်ပြီးတော့ဘယ်လိုအမြင်ရှိရှိနော်ဖိုင်ဝမ်သမားတွေကိုဆင်ကလေးတို့ဆင်မနာတို့လဲနော်အဲ့တော့ကိုရဲ့ဇပုံလေး တပုံမများကိုကြည့်လို့ရတဲ့နေရာမှာအဲဆိုရှယ်မီဒီယာလေးဖြစ်နိုင်နော်အလုံးကအဲ့လိုမျိုးတော်တော်တန်တက်တက်လို့ဆိုရင်အဲ့လိုမျိုးကိုကန့်တူလို့တော်ကိုယ့်ရဲ့ပုံအများကြီးသူ့စီမှာရှိအဲ့လိုဆိုဒီဇိုင်းလေးကြည့်နေရှိတယ်နော်ပြီးတော့အတိတ်မှာသူ့နဲ့ပုံနဲ့အဲ့လိုမျိုးပေါ့နော် memory တစ်ခုခုရှိရတယ်နော်အဲ့အတိတ်ရဲ့ memory တစ်ခုခုကြောင့်မဟုတ်ဘူးပေါ့နော်အဲ့အတိတ်ရဲ့ memory ကသူ့နဲ့ပုံနဲ့အဲ့လိုရင်းနှီးခဲ့တယ် ဟိုဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျင်းနေတဲ့အချို့သူဆိုတာ x လိုက်ဖြစ်နိုင်မှာဘယ်လိုဆိုတော့သူကြောင့်မလို့ကိုကြောင့်မလို့သူကြောင့်မလို့ကိုအသေးကွဲတယ်ကိုကြောင့်မလို့သူအသေးကွဲတယ်နော်အသေးကွဲတဲ့ energy တစ်ခုရှိတယ်မအဲအဲ့ဒီဟာကြောင့်ဘုလို့ဟိုဟာဖြစ်တယ်ပြီးတော့ဘောနော်အဲဒီဟာကမမြင်ရတလို့ဆိုလို့ရှင်ရင်တော်တော်များများမှာဘယ်လိုမျိုးမြင်ရတော့ဟိုတော်တော်ဒီဘိုင်ဝင်ထားတဲ့သူတွေတော်တော်များများမှာကအဲ ဟိုဟာမရှိဘူးပေါ့နော်အဲ့ဒီလူနဲ့အဲ deep connection မရှိအရင်ဟိုဟာဖြစ်တာမျိုးမဟုတ်ဘင်းလို့ပေါ့နော်ခဏတာလေးချိန်ဆက်မိသွားမှတ်တာလေး plan ဖြစ်တာပေါ့နော်ချိန်ဆက်မိပြီးအဆက်တူပြတ်သွားတာပြီးတော့အဲ့အချိန်မှာသူနဲ့ကိုယ်နဲ့ကနှစ်အောင်လုံးမှာအခြားယူချက်ကြောက်ရှိနေပြီးတော့အခြားသူရှိပြန်ဖြစ်နေနော်အဲအဲ့ဒါကြောင့်မို့လို့ဒါမဖြစ်နိုင်လို့ဆိုပြီးတော့ပြီးတော့ တုံနဲ့ကုံနဲ့ချာမှာအဲ့ဒီလူကကိုပေါ့နော်အလုံးအလုံးနဲ့ပတ်သက်ပြီးတည်ရပြီးဆိုလို့ရှိရင်အလုံးကလွဲပြီးတော့ကြံတဲ့ဟာဆိုရင်မျောလင်းချက်မရှိနိုင်ဘူးတွေ့လို့စားထားတာပေါ့နော်အဲ့တော့သူတို့ပြောလိုက်တာနဲ့သူကအငြင်းခံရတယ်သူကအဆင်မပြေတော့ဘူးသူနေကုံနဲ့နှစ်ယောက်ကပေါ့နော်အစမပြေလောက်ဖို့ဆိုပြီးတော့စဉ်းစားထားတာမျိုးရှိเนาะ โอเคနောက်တစ်ခုကကြာတော့ဗောနော်ဒီသူ့ဘက်ကနေပြီးတော့အဲခံစားချက်တွေတော်တော်များများကိုဖုံးကွယ်ထားတယ်เนาะဖုံးကွယ်ထားတာမျိုးရှိတယ်เนาะဖုံးကွယ်ထားတဲ့အတွက်ကြောင့်မို့လို့သူနဲ့ပုံနေရခဏတာဆုံးလည်းပြီးတော့အခြားအောင်ဖြစ်နေလည်းယူသွားတယ်ပြီးတော့ခံစားချက်တွေရတယ်အဲမပြင်းပြအောင်မထင်ရှားဘူးเนาะသူ့ဘက်ကကိုစိတ်မြင်ပါ ဆိုတာလည်းကိုယ်စိတ်ကတန်တရားဖြစ်လောက်တဲ့အထိကိုဟုတ်ပါမလားဆိုပြီးတော့တန်တရားဖြစ်လောက်တဲ့အထိကိုဖြစ်နိုင်ရောเนาะဖြစ်နိုင်ပါမလားတံပဲတကယ်တော့မဟုတ်အတွင်းထဲမှာတော့ငါအဲ့လိုမျိုးအရင်ကနတ်နေတယ်ခံစားချက်မျိုးသူစီမှာရှိနေပြီးတော့ကိုယ်စီမှာယူခဲ့ကြတာတခုရှိနေရတော့မလို့သူကနောက်ဆုတ်သွားတာဖြစ်နိုင်နော်အဲဒီလိုကတော့အဖန်ဝန်းသမားလေးကိုတတိယနေလေပြီးတော့ဖန်ဝန်းသမားလေးတွေကိုအဲဟိုစူးစမ်းခြင်းလေပေါ့နော်စူးစမ်းခြင်းလေစမ်းတာရှိတယ် နော်ဟုတ်ကဲ့သူစီအောင်နဲ့ဘာပြောချင်တာရှိတယ်ပါသွားရှိတယ်နော်ငါတို့ကထင်ကြသည်ဘယ်နှောင်း time ဖြစ်သေးလဲနော် silent နော် silent တိတ်တဆိတ်တယ် ညှော်လင့်နေရနော်အဲ့တော့ငါဟောပေါ့နော်မင်းကဘာမှလည်းမဆက်သွယ်မိဘူးတိတ်တဆိတ်ပဲအင်းဖြတ်ပါမလားဆိုရဲစိတ်နေလို့ပေါ့နော်တိတ်ဆိတ်ပဲညှော်လင့်နေနေဘာဖြစ်လို့လဲဆိုတော့တဲ့နောက်ဘက်ကနေပြီးတော့ပေါ့နော်ဟိုမင်းစီကနေပြီးတော့ရလာတဲ့အဲဟို ပြန်လာမဲ့ reaction ပေါ့နော်အပြုတ်အမူပေါ့နော်အဲ့ဒီအပြုတ်အမူရဲ့ငါခံနိုင်ရှိပါမလားပေါ့နော် ပြီးတော့ပေါ့နော်ငါတကယ်လို့မင်းဟိုသာဆက်သွယ်မိလေဆိုရင်မင်းဘက်ကဘယ်လိုမျိုးအလိုမျိုးပုံစံနေနေငါဟိုဟွာဖြစ်လာနိုင်မလဲပေါ့နော်ပြုတ်မှုနိုင်မလဲပြောဆိုနိုင်မလဲဆိုရဲအတန်တရားရှိတယ်တဲ့အဲ့ဒါကြောင့်မို့ဘလောက်တော့ဒီလောက်လွမ်းနေရတာမှာပဲပေါ့နော်ငါဆက်သွယ်ဖို့အတွက်ကိုမေးရချေခဲ့ဘူးတဲ့အဲ့ဒါကြောင့်မို့ပေါ့ဒါပေမဲ့တဲ့ လမ်းကြောင်းရှာနေတဲ့မင်းပြောပြန်ပြီးတော့သက်သွေးလို့ပြောပါတော့နောက်တစ်ခွဲကြတော့ဗောနော်အဲသူ့ဘက်ကနေကိုယ်အဲ့လို manifest လုပ်နေရမယ်ရှေ့နော်အဲသူ့ဘက်ကနေကိုယ်အရင်ဆွဲလမ်းပြီးတော့ကိုယ်နဲ့သူနဲ့ဘလူဝဲကြီးပဲလို့အကြောင်းတစ်ခုခုကြောင်းမှုပြန်ဆောင်စည်းပါစေဆိုပြီးတော့ဆူတောင်းနေတာမျိုးလည်းရှိတယ်။အဲပြီးတော့သူကကနောက်တစ်ခုကမပြောကြံသေးလဲဆိုတော့ပေါ့နော်။အဲ သူ ਆ တဲ့တကူအောင်ဆန်မိတယ်သူ့လိုပေါ့နော်အလိုမျိုးသူ့မသူ့ပဲသူ့ကိုပဲရွေးချယ်စီခြင်းနဲ့သူ့ကိုပဲအိုင်းဆိုက်စီခြင်းနဲ့တဲ့ဒါပဲမဲ့တဲ့ဟိုပေါ့နော်အလိုမျိုးဖြစ်မလာတဲ့အခါမှာသူ့ရဲ့အလိုမျိုးပြုံလိုက်တဲ့အပြုံလို့ကြာကိုစိတ်မြင့်ရပေါ့နော် and မင်းမင်းဟိုရဲကစိတ်မပြည့်စေချင်ဘူးတဲ့ဒါပဲမဟုတ်ပေါ့နော်အဲမင်းငါပေါ်မြုံနေထားတဲ့မြုံနေချက်တွေနော်မြုံနေချက်တွေကိုလည်းလက်မလျှော့စေချင်ဘူးတဲ့ငါပေါ်ပေါ့နော်ဟိုဟာဖြစ်စေချင်တယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဘလိုဘလိုဖြစ်စေချင်လဲဆိုတော့နော်သူ့ပေါ်အိုင်ကိုအပြေဝထားစေချင်တယ်တဲ့အဲတော့ဟိုပေါ့နောက်တစ်ချက်ကကျတော့ဘာလဲဆိုတော့ပေါ့နော်သူ့ရဲ့သူ့စီမှာရှိနေတဲ့လှုပ်ဝှက်ချက်တွေပေါ့နော် ဒါပေမဲ့ဒီမှာမြင်ရတာသူကထင်တာသူရဲ့လှုပ်ဝှက်ချက်တွေကိုကိုကမသိဘူးထင်တယ်ဒါပေမဲ့ကိုကသူ့ရဲ့လှုပ်ဝှက်ချက်တွေကိုသိနေတယ်နော်သိထားတယ်ပိုင်ဝန်းလေးတွေသိတာသူကမသိဘူး နည်းနည်းရှုပ်ထွေးရှုပ်ထွေးအဲ့တော့ပေါ့နော်အဲ့တော့ဒီဒီဒီမှာဆိုလို့ရှင်ပေါ့နော်အဲ့လိုမျိုးဖြစ်တာဟုတ်တယ်သူသူ့ဘက်ကနေလို့ပေါ့တဲ့စိတ်ပြည့်စည်ချမ်းပေါ့နော်ပြည့်ပြည့်စည်ချမ်းသူ့ရဲ့အဲ့လိုမျိုးလှုပ်ရချက်တွေတည်သွားတယ်သူ့ရဲ့အားနည်းချက်တွေတည်လို့ရှင်လေအဲဘာမှမလုပ်လို့စိတ်ပြတ်သွားမှလည်းသူကကြောက်တယ်နော်အဲ့ဒါကြောင့်မဟုတ်လို့တော့သူရှေ့ဆက်ပြီးတော့မတူဘူးပေါ့အဲ့မတူဘူးအချို့သူတွေကကြောက်လို့မလုပ်လို့ဆိုတော့သူ့ရဲ့အလုံးနဲ့ကိုယ့်ရဲ့ personal နဲ့ပတ်သက်တာမျိုးအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့အလုံးနဲ့သူ့ရဲ့ personal နဲ့ပတ်သက်တာ ီလိုဖြစ်နိုင်တယ်။တုံ့နဲ့ကိုယ်လိုက်ကြတဲ့မှာသူ့ရဲ့အလုပ်ကိုကတခုတ်ဖို့ပေါ့နော်။အလုပ် ပေးတာမျိုးအလုံးသူ့ရဲ့အလုံးကိုဝယ်ရမယ်သူ့ရဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကိုကကိုကကိုရဲ့ personal နဲ့ပတ်သက်တယ်သူကသူ့ရဲ့အလုံးနဲ့ပတ်သက်တယ်အဲဒါကြောင့်မလို့အဲကို service ပေးရမယ်ခုခုเนาะအဲဒါကြောင့်မလို့သူကရှေ့ဆက်တူတို့ခတ်တယ်ကိုကလည်းရှေ့ဆက်တူတို့တော့ခတ်တယ်ဒါပေမဲ့နောက်တစ်ခုကဘာလို့လဲဆိုတော့ဖန်ဝင်သမားလေးတွေကမိလို့ဖန်ဝင်သမားလေးကိုချင်တယ်ကြိုက်နေဆိုတော့ဖန်ဝင်သမားလေးကိုတော့မသိဘူးเนาะမသိဘူးဆိုတော့အာယုံ ခံစားမိရတာရှိတယ်လို့ဖြစ်နေပါမှာဆိုပြီးတော့အာရုံမထားတဲ့လူမျိုးပေါ့နော်အဲ့ဒီလူကဖန်ဝင်သမားလေးအစုံကိုကြာနေတယ်လေနော်ဒါကတော့ဖန်ဝင်လေးလေးလေးဖြစ်ပါလေမူဖိုက်ကူဝေတော့တာနော် မြန်မာပြည်ပြန် sorry ပါအဲမောဖိုက်တူကိုတွားကြပါမယ်ဖိုက်တူလေးတွေမင်္ဂလာပါဒီအစိမ်းအောင်လေးကိုရွေးထားတဲ့သူတွေဖြစ်ပါဖိုက်တူလေးတွေကိုဘယ်သူဟာ mình ra nỉ lếp sẽ nỉ lếp vô chả nó hey. ဖိုက်တူးသမားလေးတွေသဘောကျနေတယ်လို့ပဲဖိုက်တူးသမားလေးရဲ့ပေါ့နော်အဲ့လို future spouse ဖြစ်လာမယ်လို့မျိုးเนาะအနာဂတ်ရဲ့ပူဇော်ရှင်ဖြစ်လာမယ်လို့မျိုးဖိုက်တူးသမားလေးတွေကိုအဲအဲ့ဒီလူကသဘောကျနေတယ်အဲ့တော့ဖိုက်တူးသမားလေးတွေကကိုယ့်ရဲ့အနာဂတ်ရဲ့ future spouse မတွေ့ရသေးဘူးဆိုရင်တွေ့ရဖို့ရှိနေပြီပေါ့နော်အဲ့ဒီအဲ့ဒီလူနဲ့စုံစည်းပြီးနေပြီအဲ့လူကကိုယ်မျက်စိကျနေပြီပေါ့နော်မျက်စိကျနေရဲ့ stage တစ်ခုပေါ့အခြေအနေတစ်ခုမှာရှိနေတယ် နော်အဲ့ဖိုက်တူးသမားလေးတွေကိုဖိုက်တူးသမားလေးကြီးကိုသူ့သဘောကျရတဲ့ချက်ကကျင်နာတက်တဲ့နူးညံ့တဲ့စိတ်ကောင်းရှိတယ်ပေါ့နော်အဲ့ဒါကိုသူတွေ့သွားတယ်နော်ဖိုက်တူးသမားလေးတွေသူစောင့်ကြည့်နေကြပါဘူး နော်သဘောကျနေရလဲကြာပြီစိတ်ဝင်စားနေရလဲကြာပြီနော်အဲအဲ့လိုမျိုးအခြေအနေပေါ့အဲ့လိုအခြေအနေမှာရှိရဲ့အဲ့ဒီလူကပေါ့ဟောပါပါနေတတ်တယ်ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်ပြီးတဲ့အခါမှာပေါ့နော် ဖိုက်တူးသမားလေးတွေကိုတော်တော်ဟိုဟာဖြစ်တယ်ပေါ့နော်တော်တော်သဘောကျနေပုံစံမှာရှိရဲ့သူကပေါ့နော်အဲပေါ့ဟောပါပါနေတတ်တဲ့လူမျိုးပေါ့နော်သူ့ကိုကြည့်လိုက်လို့ရှင်ရဲ့သူကသူ့စီမှာဒီလိုမျိုးပေါ့နော်ပြင်းအဲ့လိုမျိုး ပြင်းထန်တဲ့ခံစားချက်တွေဒီ connection မျိုးရှိဒီခံစားချက် emotion တွေရှိနေလို့တော့မထင်ရဘူးเนาะအဲ့ဒီလူက pie တူသမားလေးတွေကိုသဘောကျတယ်เนาะနောက်တစ်ခုကကျတော့ဗာလဲဆိုတော့တိတ်တဲ့ခိုးသဘောကျနေတာကိုအာယုံမဆိုင်မျိုးဘိုင်ဝမ်းနဲ့နည်းနည်းဆင်ဒါပေမဲ့မတူတဲ့ချက်တွေရှိရောเนาะနောက်တစ်ခုကကျတော့ pie 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 တူသမားလေးတွေကိုဘယ်လိုမျိုးသူ့ဘက်ကနေပြီးတော့ဟိုဖြစ်လဲဆိုတော့ဗောနော်ကြာပြီး နော်ကြာပြီသဘောကျတယ်ဆိုစောင့်ကြည့်နေရလဲကြာပြီနော်အဲ့လိုမျိုးမြင်ရတယ်အဲ့တော့တူတူပါပေါ့နော်အဲ့တော့ဖိုက်တူသမားလေးတွေမှာဒီမှာဘာသာရေးကိုစပရီချယ်လိုက်စားတယ်ဘာသာရေးလိုက်စားတယ်ဘာသာရေးကိုအဲဟိုကလိုက်စားတဲ့သူတွေရှိလိမ့်မယ်ပေါ့နော်အဲ့အဲ့ဒီအဲ့ဒီသူအဲ့ကအချက်ကိုလည်းသူသဘောကျတယ်ပေါ့နော်သူစိတ်ထဲမှာဒီမှာဆိုရင်ဘာလို့မြင်ရလဲသူဘက်ကလည်းတက်ကြီးရမျိုးမြင် เนาะအဲအချို့သူရဲ့ကြီးအချို့သူရဲ့ငယ်တွေတော်တော်များများမှာတော့ကြီးလိမ့်မယ်เนาะအချို့ကငယ်တဲ့သူတွေလည်းပါလိမ့်မယ်ဘာလို့လဲငယ်တဲ့အနေကြီးလည်းရနောက်တစ်ခုကကြတော့ဗောနော်အဲကိုကြောင့်မလို့သူအသေးကွဲထားတယ်เนาะအဲတော့သူ့ဘက်ကနေပြီးတော့ရှေ့ဆက်တိုးဖို့ဖြစ်ပါမလားဆိုပြီးတော့သူရှက်နေတယ်အဲ့တော့နောက်တစ်ခုအဲ့လိုစကားပြောရင်ပြက်တယ်အဲ့တော့ A sign ကြီး Gemini ကို Gemini ကိုတိကထားပြီးတွေ့ရပြီးရခါမှာ Aries ကိုတွေ့တယ် Libra လေပရာတွေ့ရဲပြီးတော့ခမ Aquarius ပေါ့နော်အဲ့လိုမျိုးရာသီပုံတွေတွေ့ရဲ Gemini လို့ပြော Aquarius မိခင်မှာဆို Aries ကိုတွေ့ရနော်အဲရေထဲမှာဆိုလေ Sharing တော့ပေါ့နော်ဒီ Pisces နော် Pisces နဲ့ Scorpio ပေါ့နော် Pisces နဲ့ Scorpio တွေ့အဲ့တော့ပေါ့နော်ဒီမှာဆိုရင်ဟော Pi တူးသမားလေးတွေရဲ့ဟိုကအရာဆိုရင် Pi တူးသမားလေးတွေကိုတော်တော်ဟိုစိတ်ဝင်စားရှိနေတာ เนาะအဲ့ဒီလိုကရေရှည်အတွက်စဉ်းစားထားတာမျိုးမြင်ရတယ်အဲ့တော့တော်တော်အချိန်အကြာကြီးကိုဖလိုက်တယ်လို့အချိန်ကြာကြီးသဘောကျနေလို့เนาะအဲ့လိုမျိုးမြင်ရအဲ့တော့သူနဲ့သူပပနဲ့မိတော့လို့ချင်းโอเคသကားပြောမှုတွေကိုနဲ့เนาะအခုလက်ရှိကိုနဲ့သကားပြောနေတဲ့လူမျိုးဖြစ်နေเนาะအဲ့တော့သူပကနဲ့မိတော့เนาะ ကျန်တာချိန်တခုပဲမဝတ်တယ်လေဒါလည်းဝတ်တယ်လေဒါလည်းဝတ်တယ်ခပ်မင်းမစောင်းနော်အဲ့ဒီလိုမျိုးယူရမှာလေတိုးလေးတွေပေါ့နော်အခုလက်ရှိသာပြောနေတယ်သူကိုယ်စိတ်ဝင်စားနေတယ်အချို့သူတွေဆိုရင်သူနဲ့ကိုယ်နဲ့အတော်ပြန်ပြောဆို ပြောတဲ့အမ်မက်ဆေ့ချ်တွေရှိနော်အဲ့အဲ့လိုကဟိုတအားတော်တော်စိတ်ဝင်တစားရှိနေနော်အဲ့ဒီလိုစီးရနေပြီတော့ပြောနေတဲ့ချိန်တွဲမှာဒါမှမဟုတ်ရပိုင်းတွဲမှာပေါ့နော် ပုံကော် message တွေရှိလိမ့်မယ်เนาะနောက်တစ်ခုကကြတော့ဗောနော် file to သမားလေးတွေကအတိတ်မှာတော့အသေးကွဲထားတဲ့လူမျိုးเนาะအဲ့တော့အသေးကွဲထားတဲ့အတွက်ကြောင့်မို့နောက်နောက်ရဲ့နောက်မှာအလိုမျိုးတကွဲရအောင်ချက်ဖို့ကြိုက်ဖို့ဝင်လေးနေရာမျိုးရှိတယ်နောက်တစ်ခုကကြတော့ဗောနော်သူနဲ့ဆောင်တဲ့အချိန်ဒါမှမဟုတ်သူကကိုယ်နဲ့ဆောင်နေတဲ့အချိန်အနေနဲ့စလို့ရောသူ့ဘက်ကလည်းစောင့်ကြည့်နေရမျိုးလည်းရှိတယ်သူ့ဘက်ကလည်းအလိုမျိုးကြိုးစားနေရမျိုးလည်းရှိတယ်ဒါပေမဲ့သူ့ဘက်က ဘယ်လိုမြင်ရလဲဆိုတော့ကောပေါ်ပါပါပဲနေရီမောမောကြောပေါ်ပါသူလုံနေလုံတယ်သူလုံဒါပေမဲ့သူကသူ့ရဲ့စိတ်ကကိုယ်စီမှာပဲလုံးဝအပြည့်အဝဖြစ်သွားလို့ရောပေါ့နော်လုံးဝသူ့ကိုအဲ့လိုမျိုးသူ့ရဲ့စိတ်ကလုံးဝအဲ့လိုမျိုးအဲအခြေမေတ္တာကြီးရဲ့အတွက်ပေါ့နော်အဲ့လိုမျိုးဖွင့်ဖွင့်ဟဖွင့်ဟလေဆိုရဲတင်မျိုးမရှိတော့သူကကိုယ်တရားထွေးကိုပဲလုံးဝဟိုလို focus ပေါ့နော်အပြည့်အဝ အယုံအယုံဆိုင်ထားမှုရှိတယ်အဲ့တော့အချိန်တစ်ခုတော့လိုသေးတယ်သူကနေမျိုးတော့ပေါ့နော်တော်တော်ကြိုးစားမယ်ပုံစံမှာလည်းပြင်ရနော်အထူးသူတွေဆိုရင်ဒီဘလူကိုဆွဲဆုပ်ပေးလိုက်တာမျိုးပေါ့နော်အဲ့လိုအဲ့လိုမျိုးဖြစ်နိုင်နောက်တစ်ချက်ကကြတော့ပေါ့နော်အဲ့တော့မင်္ဂလာပွဲတွေမင်္ဂလာဆောင်တွေလည်းတတ်တတ်တယ်နော်အဲ့လိုမျိုးတွေလည်းတတ်တတ်တယ်ပေါ့အဲ့တော့ကိုကသုံးနေပုံနေပေါ့နော်အဲ့လိုမျိုးမင်္ဂလာပွဲတွေပြုလုပ်ရအောင်အထူးသူတွေဆိုရင်ကိုအခုလက်ရှိကြိုက်နေတယ်လို့ထင်နေတယ်သူကအဲ့ဒီကိုရေးထူချာ စပောက်ခွဲပေါ့နော်။နောက်ပဲပူလာရှင်ပဲပေါ့။အဲ့လိုမျိုးမြင်ရတယ်။အဲ့တော့အချင်းတစ်ခုစောင့်ဖို့ကိုပဲပြီးတော့အချို့သူတွေကတော့ပေါ့နော်။ဟိုဖိုက်တိုးသမားလေးတွေကကိုယ့်ကိုယ်ကိုအဲ့လိုမျိုးဟီးလုပ်ဖို့အတွက်ကိုယ့်ရဲ့စိတ်ကိုယ်လေးအဲ့လိုမျိုးဘာဖြစ်ဖို့အတွက်ကိုအချင်းယူနေရမျိုးရှိတယ်ပေါ့နော်။အဲ့တော့အချင်းယူနေဆိုယူပါအဲ့လိုဟိုကိုယ့်ရဲ့အတိတ်ကဟို အတိတ်မှာအခုဖြစ်ခဲ့တဲ့စိတ်ထံရပေါ့နော်အဲ့စိတ်ထံရတွေကအနာဘက်ကိုသွားမဲ့အချိန်မှာပါမသွားပါစေနဲ့ပေါ့နော်ကိုယ့်ရဲ့အတိတ်မှာအတိတ်ကိုပဲထားလိုက်ပါကုသရရှိရင်ယောဂအဟောင်းနေရှင်တခါလေးကိုပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်နော်ဒါပေမဲ့အဲ့ဒီလူစီရနဲ့ကိုဘာပြောချင်တာရှိလဲနော်ဒီမင်းနဲ့ မင်းကြောင့်စဉ်းစားနေတယ်เนาะမင်းကြောင့်စဉ်းစားလိုက်တဲ့အချိန်တိုင်းအချိန်တိုင်းရတယ်ငါသူ့ရဲ့နှလုံးသားထဲမှာဘလို့ဖြစ်သွားလဲဆိုတော့နည်းစည်းလက်သွားတလို့မျိုးပဲเนาะဒါဟိုအဲ့လိုမျိုးဟိုဖြစ်တယ်ပေါ့เนาะအဲ့လိုနည်းစည်းလက်သွားတဲ့စိတ်မျိုးရတယ်ဘယ်နေအောင်ပဲတော့တော့ရဲဘယ်တဲ့ချင်းအောင်လဲနားထောင်တော့ဟိုင်တူလေးရအဲ့လိုတန်းတဲ့တယောက်လိုတချင်းလိုတော့ပတ်သက်ပြီးတော့လေချိန်ဆမရှိလို့အဲ့လိုတချင်းကကိုယ်ကလို message တွေပေးလိုက်ကိုနားထောင်လို့တချင်းကသူစဉ်းစားနေကိုကြောင်လို့ဖြစ်နေတယ် เนาะခံစားနေခံစားချက်ပြီးကိုယ်ကတချင်းရနေတက်ဆန်ရတာမျိုးမျိုးပေါ့เนาะအဲ့လိုမျိုးရတယ်မြေအမမင်းအတန်ဝဲနေတာလေးမှာကြားနေရတယ်တဲ့ဒီမှာတော့မင်းအတွက်ဆိုလို့ရှိရင်ဘာပါပဲဖြစ်ဖြစ်ပေါ့เนาะဟိုနေ့စဉ်ပုံမှန်ဘာတွေပဲလုပ်နေလို့မျိုးပေါ့เนาะမင်းကြောင့်ဝင်စဉ်းစားနေရမင်းအတွက်ပဲစဉ်းစားနေငါဘာပဲဖြစ်ဖြစ်မင်းလုပ်ပေးနေဆိုတဲ့စိတ်မျိုးပဲဖြစ်နေเนาะအဲ့တော့ပြီးတော့တဲ့ငါရဲ့အနာအတိတ်မှာရှိတဲ့ဟိုဘာတွေပေါ့เนาะ ဟိုဖြစ်နိုင်အောင်ပေါ့နော်ခံစားချက်တွေနာကျင်မှုတွေကိုဟိုဟီးလုံနေပါလေဟိုအချို့အနာကျင်မှုတွေမှာလက်လွန်နေတယ်အနှစ်အောင်လုံးမှာပေါ့နော်အဲ့လိုမျိုးပြီးလုံအောင်အပိုင်းတွေရှိတယ်နော်အဲ့တော့မင်းကလွတ်လွတ်လပ်လပ်နဲ့မြင့်မြင့်တော့ပေါ့နော်လုံးဝလွမြောက်တဲ့စိတ်နဲ့ချစ်ပလိုက်ခြင်းနဲ့เนาะအဲပြီးရခါမှာပေါ့เนาะမင်းရတယ်မင်းနဲ့တွေ့တိုင်းတွေ့ရမင်းရဆီရနေမြောတဲ့မှာရအဲ human energy ကိုเนาะအဲအကောင်းတဲ့အဲ ကိုသူ့ရဲ့ဒဏ်ရာတွေကိုဖြေလျော့ပေးနိုင်တယ်သူ့ရဲ့ခံစားချက်တွေကိုအလုံးဘောဘောဘာဖြစ်စေနိုင်တဲ့ energy ကိုအမြဲတမ်းရရတယ်။မြန်မာငါဘောဘောပါပဲ။နော်မိုင်းတစ်ပါးလေးပါပဲ။အဲဒိတ်စကားမျိုးတွေကိုကိုယ်ဖူချာရဲ့စပေါကလာပြောတယ်နော်။နာကမှာပေါ့နော်။ပြီးတော့ငါရဲ့အနာဂတ်အစီအစဉ်နိုင်စီစဉ်နိုင်မှာမင်းပါနေတယ်။ငါဘာလုပ်လဲတိုင်လုံးပိုက်တိုင်လဲငါရဲ့အနာဂတ်အစီအစဉ်နိုင်မှာဘုံမင်းကထည့်ပြီးစဉ်းစားနေတယ်။အဲတော့ပေါ့နော်။ ငါဘဝရဲမင်းရှိတော့မှအရာဘောအထိပ်ပဲပြည်ဆုံးပါတယ်ပေါ့နော်အဲ့တော့အဲ့လားမင်းမရှိဘဲနေတယ်ငါအထားရမင်းမရှိဘူးဆိုရင်ဘာမှခံစားလို့မရဘူးလေလက်ရှိမှာနော်နောက်တစ်ခုကတော့ကိုယ်နဲ့ပတ်သက်ပြီးတော့သူကပေါ့နော်ဒီဟိုကိုယ့်ရဲ့ဒီ စိတ်ကိုပဲလိုချင်တာမဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလိုချင်တယ်เนาะအဲ့လိုမျိုးပေါ့เนาะကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာသူအားလုံးအပိုင်ရချင်တယ်အဲ့လိုပေါ့เนาะအခုအချိန်မှာပေါ့သူ့ရဲ့စိတ်ထဲမှာအမြဲတမ်းကိုယ်အကြောင်းတွေပဲအဲ့လိုအဆက်မပြတ်အဆက်မပြတ်တွေးနေရပေါ့เนาะဘလို့စိတ်မျိုးနဲ့ပဲတွေးတွေးဘာရရာပဲတွေးတွေးကိုယ့်အကြောင်းပဲဖြစ်နေနော်ဒါဒီလိုကတော်တော်သဘောကျတော်တော်ဖြစ်နေပေါ့နော်စိတ်ကံစားစရာတော်တော်အရင် လို့ပြောပိတ်ခင်းတာချက်အရင်ပြင်ထန်နော်ကိုယ်နဲ့ပတ်သက်ပြီးတော့အဲ့လောက်ထိကိုဖြစ်နေရနော်ဒါကတော့အဲဖိုက်တူတမလေးတွေရဲ့ဝင်နေပဲဖြစ်ပါအေးကျေးဇူးများရတယ်ပါလေသစ္စာရအစဉ်ပြေတယ်ပါသိနောက်ရတယ်မှာတွေ့ကြမယ်တတား